ခဏနေတော့အားလုံးဟာငြိမ်သက်သိစိတ်သွားလိုက်တာပဝန်းညံအတံပလန်ဘာဆိုဘာမှမကြားရောက်တော့အောင်ခြောက်ခြားလာအောင်ငြိမ်လိုက်တဲ့ညာဩဒါဆိုစိတ်ငြိမ်ရက်ကွက်ကိုဒီလိုစိတ်ငြိမ်စွာနေရဖို့အတွက်ဘလောက်တန်အမိုးကြီးပေးထားရတယ်မှတ်တယ်လေမိတာဘလောက်များနားလေလို့လေအဆောင်မှာတော့ဒီအချိန်နောက်ဆိုစူးလို့ညံလို့ကောင်းတော့တခန်းနဲ့တခန်းကူပြီးစကားစမြည်ပြောလို့ကောင်းတော့ လက်ဖက်တုပ်စားလိုကောင်းတော့အဆောင်ရှိမင်းကြီးလမ်းပေါ်မှာလဲဂီတာအဖွဲတွေနဲ့စီကားဆူညံတော့ခုဒီမှာတော့မိတာတယောက်သေးရဲ့အခန်းတခန်းလုံးမှာမျက်နှာချက်ပေါ်ကတဝီဝီလည်နေတဲ့ပန်ကအတန်ကလွင်ငိန်လို့တိတ်လို့အလုံးဟာမလုံမရှမ်းအခန်းတော့ကရေခဲတတားလေးကလည်းမလုံမရှမ်းအနားကစားစရာတောက်စရာတွေတင်ထားတဲ့စပွဲကလထိုင်းတစ်စုံကလည်းမလုံမရှမ်း နယံမော်ကနှိဟောင်းပြက်ကြရင်လဲကဂျပန်မလှလှလေးကလည်းမလုံမရှက်။အိုးဂရင်မော်မှာတက်ရှိဖြစ်တဲ့မိတာကိုတောင်မှတကယ်ကို မလုံမရှက်။စပွဲပေါ်ကတရုတ်စာ အထုပ်တွေကိုလည်းမိတာဖြေတောင်ကြည့်ခြင်းစိတ်မရှိပါဘူး။အေးရေအေးလေးတစ်ခွက်လောက်တောက်ရရင်တော့ကောင်းမယ်။ရေတောက်ပြီးရင်မိတာပါလို့ရမလဲ။အိတ်ခြင်းစိတ်ကလည်းမရှိသေးဘူး။မိတာနဲ့ခင်မင်နေပြီဖြစ်တဲ့ တိုက်နေရန်သူကြီးရဲ့ဟုတ်ပတ်ချံတိုက်ကြီးပေါ်ကလူတွေနဲ့စကားသွားပြောရနေရင်ကောင်းမလားတော်ပါပြီလေမသွားတော့ပါဘူးဒီညတော့ကိုပါသာနေတာပဲကောင်းပါတယ်ဘာပဲပြပြသူတို့ကကိုကိုဝတ္တရားအရသာဆက်ဆံတာလူမှုရေးကြောင်တာဆက်ဆံတာတကယ်တော့မိတာကို သူတို့ဘာဆက်ဆံနေရရှိလို့လေမိတာသူတို့နဲ့တယောက်နဲ့တယောက်သိเสียရဘာမှမလို့သူတို့ကသူတို့အခြေအနေနဲ့သူတို့ မိတာတို့လိုချင်တဲ့အခန်းကိုငှားတယ်။တနေ့ကို150ယူတယ်။တိုက်ခန်းကတီးတန့်ရေချိုးကန်အိမ်နာတွင်းလျက်အခန်းထဲမှာအိမ်ယာခန်းနာပစ္စည်းပစ္စည်းအပြည့်အစုံနဲ့ရေခဲတက်တာတောင်ပါလိုက်သေး။မိဖို့တစ်ခုပဲမပါတာ။မိဖို့ကတော့လိုလဲမလိုပါဘူးလေ။မိတာတို့ချက်ပြုတ်မစားပါဘူး။စားစရာအပြင်ကဝယ်လိုက်တာပါပဲ။ဒီခန်းကိုမိတာတို့အနေနဲ့ကလည်းယူပြောတယ်။ စိတ်ငြိယောက်ွက်ထဲကအဆွန်ဆုံးနဲ့အကျယ်ဆုံး channel ကတည်တက်နေရာမိတာအတွက်လည်းကောင်းတယ်။နောက်ကျောင်းရံမအေးတဲ့မိတာရဲ့ကိုကိုအတွက်လည်းကောင်းတယ်။မိတာတို့ကစနစ်တနေ့ဦးနေ့နေ့ရက်နဲ့တောက်ချာနေညပိုင်းမဲ့သုံးတာ။တောက်ချာနေညနေလာတယ်။မိတာနဲ့ကိုနိုင်ခွဲလောက်ထိနေပြီးဆယ်နိုင်ဆိုသူကအိမ်ပြန်တယ်။ဒီမှာဘရောမှညမအိပ်ဘူး။ နောက်နေ့စနေနေ့မနက်9:00နာရီလောက်မှလာတယ်။ဒီနေ့ကုန်နေတယ်။ပြီးတော့မှည9:00နာရီလောက်အိမ်ချမ်းတယ်။နောက်တနင်္ဂနွေနေ့မနက်လာတယ်။ဒီနေ့ကုန်နေတယ်။ညနေ9:00နာရီလောက်ကျမှအဆောင်ပိတ်ချိန်နဲ့အကင်မီတာကိုပြန်လိုက်ပို့တယ်။အဆောင်ကတော့တတဝင်းတယောက်ဦးလေးအိမ်ကပြန်လာပြီပေါ့။ပစံချမ်းသာပြီဒူမကိုဂယုတဆိုင်ရှိလာတဲ့ဦးလေးကို သူကိုယ်တိုင်တေချာလာကျူတေချာပြန်ပို့တာ။ မျက်မှန်တဝင်းဝင်းခါဝါဝါသပင်ဖြူတပင်နှပင်စနဲ့အရွယ်ချင်းကလည်းဒလောက်ကွာနေတာဘယ်သူကများဦးလေးဟုတ်ရဲ့လားလို့ရောင်လို့တောင်တန်တရားဖြစ်မှလဲတချို့ကအားကြရတဲ့ရေးစားချောချောလေးတယောက်နဲ့တတိယနဲ့ကြောင်းသူချောချောလေးတတဝင်းပေါ့အများကြီးတို့ဝတ်နိုင်စားနိုင်သုံးနိုင်ဖြုံးနိုင်တဲ့တတဝင်းပေါ့အော်မိတာရဲ့မောင်နှမတည်သက်ပြည်ရဲ့မိတာကိုတစက်ကလေးရိတ်မိလို့လား အပတ်စဉ်တောင်ကြစနေအပြင်ထွက်အိတ်တဲရီစာကို မောင်မတင်ငါလို့စောင့်ကြည့်လေတောင်ကြနေညက်နေမောင်ပြန်ပို့ပြီးတနေရာကကြည့်ပေါ်မိတာရဲ့ဦးလေးလာခေါ်တယ်လေအပတ်စဉ်ဒီလူပဲတနေ့ကနေညက်နေပြန်ပို့တယ်လေဒီလူပဲဘာအထင်မှားကြလို့လို့လဲဒါပေမဲ့ကွယ်မောင်ကတော့မိတာကို မတင်ငါစိတ်နဲ့စောင့်ကြည့်ရှာမဟုတ်ပါဘူးကွယ်နော် မကတိယူသားစိမ့်နဲ့မိသားကိုမြင်နေလက်အထွတ်တပင်ွယ်ကနေလူလုံးပြရတာမောလို့ခဏလေးပါမောင်ရဲ့ခဏလေးပါမိသားတို့အထွတ်မဝေးတော့ပါဘူးပျော်စရာကောင်းတဲ့အချိန်တွေ ရောက်လာတော့မှာပါမိသားမိုက်နေတာမဟုတ်ပါဘူးမောင်ရဲ့လောလဲပေါက်ပြားတာလည်းမဟုတ်ရပါဘူးလောလောဆယ်မိသားចောင်းစီရဲ့အထွတ်မောင်နဲ့မိသားရဲ့အနာဂတ်အထွတ်မိသားအလုံးလုံးနေတာ စိတ်တနဲ့ရရနဲ့မိတာအလုံးလုံးနေတာမိတာကတော့ရှင်းနေမောင်ကြီးမိတာမောင်ကိုတိတ်ချစ်တယ်မောင်ကိုပန်းဆိုင်ခြင်းနဲ့ตายရတဲ့အိမ်တော်လေးတစ်ခုကိုတိစောက်ခြင်းနဲ့မိတာမောင်နဲ့လက်ထပ်မယ်မဖြစ်တလေအသေးနှောင်ချစ်ရသူမို့မတန်ရှင်းတဲ့ခန္ဓာကိုယ်ကိုမအဲ့ရပါဘူးဆိုတဲ့ဟိုးရှိရုံကခတ်တုံးတုံးအထွေးခေါ်ရဒီခေတ်မှာသွားစမ်းမှာမိတာကတော့တိတ်မုန်းတာပဲခုဆိုမိတာပတ်စံတော်တော်ဆုမိနေပြီ မိတာကိုသူကတလားတထောင်ပေးတယ်။တပတ်တစ်ခါပဲတွေ့တယ်။ဒါတော့သူကညာအိတ်တာမဟုတ်ဘူးလေ။သူ့မကလည်းသူ့အကြောင်းနဲ့သူအိမ်ကမိမကြီးနဲ့တာသမီးတွေမသိအောင်ကပြပြနေတက်ရသေးတာ။ဒိတ်အလုံးများတဲ့စီးပွားရေးသမားတယောက်အနေနဲ့ည9နာရီ10နာရီဆိုတော့နောက်ကျနေကြလေ။ဘာဖြစ်တယ်လဲ။တခြားချိန်တွေဘာလို့လုံးနေနေ9နာရီ10နာရီအိမ်ပြန်ရောက်ပြီးတာပဲမဟုတ်လား။ သူကလည်းသူ့ထွက်ကိန်းတဲ့သူအဟုတ်မိတာကလည်းမိတာထွက်ကိန်းနဲ့ပေါ့သူစီကရတယ်လားတလားတထောင်ကိုမိတာချွေချွေတတသုံးတယ်မကုံမဖြစ်တဲ့အကြောင်းစရိတ်ကလွှဲရင်အစာအတော့လည်းမိတာချွေတာတယ်သူများတွေကတော့ဘယ်သိမလဲဝက်လိုက်စားလိုက်တာလို့ရှိမှာပေါ့တကယ်တော့မိတာဝတ်တဲ့အဖိုးတဲ့အဝတ်အစားတွေကသူကြီးစီကအပူပေါင်းစုအဖြစ်ဝယ်ပေးတာတွေ့ သူသမီးတွေအတွက်ဝယ်ရင်မိတာအတွက်ပါဝယ်လာတာမျိုးတွေပေါ့သူနဲ့ဆက်သွယ်မိတဲ့တစ်နှစ်အတွင်းမှာမိတာ၄00လောက်ဆုံးမိနေပြီနောက်တစ်နှစ်မိတာကျောင်းပြီးအထိဆိုရင်၈00လောက်တော့ရလိမ့်မယ်နဲ့တူရဲ့တော်ပြီလေကျောင်းပြီးတာနဲ့မိတာမောင်နဲ့လက်ထပ်မယ်အင်ကားလေးတခန်းငားမယ်နှစ်ယောက်အလုံးလုံးမယ်အေးမိတာအိမ်ကိုထောက်ပံ့နေတယ်ဆိုရင်တော့မိတာနဲ့မောင်ချွေတာရအောင်ပါပေါ့ အဖေတို့အမေတို့ကတော့မိသားကိုပြောမှမဟုတ်ပါဘူး။သူတို့မထောက်ပံ့နိုင်တာကို ကိုစီကိုရှာပြီးကြောင်းတက်တဲ့တမီးရဲ့လူကျန်ဖန်မိကျေးဇူးတင်နေရှာတာ။မိသားတို့အိမ်ကဆင်းရဲတယ်။မောင်နှမလည်းများတယ်။မိသားဆယ်ရန်အောင်တော့အဖေရောအမေရောကြောင်းဆက်တက်စီခြင်းကြတယ်။ဒါပေမဲ့မူလာရန်ကြောင့်အဖေလာကနဲ့အမေစင်းရောက်လာလေးနဲ့ကမိသားစုစားတော့ဖို့တော့အနိုင်နိုင်ရဲ့။မိတာပဲကံကောင်းတာလားကံဆိုးတာလားမသိပါဘူးလေ ရန်ကုန်မှာအတင်းအတင်းချောင်းလဲတဲ့အဖေကိုတယောက်ကမိတာကိုခေါ်ပြီးကြောင်းထားပေးတယ်။အဖေကိုအိမ်ကရန်ကုန်ဆိုပေမဲ့မင်္ဂလာတုံးဆိုတော့မိတာကြောင်းတက်ရမှာဝေးတယ်ဆိုပြီးအပြင်ဆောင်မှာထားပေးပြီးကြောင်းတက်ခိုင်းတယ်။ကန်ဆိုးစင်တော့မိတာဒုတိယနှစ်ဖြစ်နေတုန်းမှာအဖေအကိုမိတာပါကြီးခမညာရုတ်တရက်ကားတိုက်မှုနဲ့ဆုံးနေမိတာဘလို့လှုပ်ဆက်ဆက်နေသင့်တော့မလဲမိတာကိုဘယ်သူကထားပေးတော့မလဲ နှစ်နှစ်ပဲလိုတော့မှဖြစ်ရတဲ့အဖြစ်ကိုမိတာဝန်းနေရင်ဆက်နေဖို့လမ်းစားကိုမိတာရှာဖွေမိတယ်။အင်းတခါတလေတော့လည်းတွေးမိတယ်မောင်ရဲ့။အဲ့ဒီအချိန်မှာဂျိုင်လေးနဲ့မတွေ့ပဲမောင်နဲ့တွေ့ခဲ့မိရင်မိတာဘဝတမျိုးတမျိုးဖြစ်ခြင်းဖြစ်မှာလို့။ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေ။မောင်ကလည်းမရှိမရှာမိဘကတက်စီစဉ်လုံးလို့ထားပေးတဲ့ကျောင်းသားတယောက်ပဲဥစ္စာမောင်လည်းမိတာပြဿနာကိုဖြေရှင်းနိုင်မှာမဟုတ်ပါဘူး ဂျိုင်လေးကခိုင်းစပယ်ဆောင်မှာမိတာနဲ့ဂရင်ချင်းကရက်နေတာသူကရုံမှာအလောက်လုတ်တယ်လို့ပဲတစ်ဆောင်လုံးကတည်ထားတာမနှက်ဆိုရိုးရိုးလေးပဲချင်းလေးနဲ့ထွက်သွားတာပဲညနေရောစင်းချိန်ပြန်လာတာပေါ့အေးအေးဆေးဆေးဘယ်မှလည်းမတော်တတ်ဘူးဒါပေမဲ့သူ့ရုံကအလုတ်ဆိုပြီးတလတခါ၄-၅ရက်တပတ်ခရီးတော့သူထွက်တယ်တကယ်တော့အဲ့ဒီခရီးဟာ သူ့လုံးလုံးကိုထွက်သွားတာ တယောက်ဒါမှမဟုတ်တဆူးနဲ့သူလိုက်သွားတာတထောင်ကနေ2000 3000တည်းရတယ်။ဆိုင်လေးအဆောင်ကိုဘယ်သူမှမသိဘူး။မီတာကိုတော့သူတိတ်ခင်နေ။မီတာအားလုံးကိုလက်လျှော့ပြီးငိုကြည့်ချက်မနဲ့အိမ်ကိုအပီးပြန်မှုပစ္စည်းသိမ်းနေတော့မှပဲဆိုင်လေးကမီတာကိုတနာပြီးဒီချောင်းတွေကိုဖွင့်ပြောခဲ့တယ်။မီတာကိုအကြံဉာဏ်ပေးခဲ့တယ်။မီတာဟာချောတယ်။တက္ကသိုလ်ကျောင်းသူအဆင့်အတန်းရှိရှိတိတ်တိတ်ဆိတ်ဆိတ်နဲ့ဘယ်သူမှလည်းသိစရာမလိုဘူးတဲ့။ ပြီးတော့တသက်လုံးမှမဟုတ်တာနှစ်နှစ်ထဲလေနှစ်နှစ်ထဲမိတာဘာဖြစ်သွားမှမတ်လို့မိတာလှလပပဝတ်စားပြီးចောင်းဆက်နေနိုင်မယ်အဖေတို့အမေတို့မိတာတို့လိုချင်တဲ့ဘွဲရမယ်မိတာအခေါင်းတစ်ချက်ညှိလိုက်တာနဲ့အားလုံးဟာအဆင်ပြေသွားတယ်မောင်ရဲ့တတိယနှစ်နဲ့လဲမမောင်နဲ့မိတာတွေ့ခဲ့ကြရနော်ချစ်မိတာမိတာဗာတတ်နိုင်မှာလဲကွယ်မိတာမောင်ကိုမချစ်သင့်ဘူးလို့ မိတာမတွေးခဲ့မိပါမိတာအလုံးလုံးတာပဲမောင်ရဲ့တခါတလေစိတ်မကောင်ဖြစ်ရတာတော့ရှိတာပေါ့မောင်ရဲ့အထူးသဖြင့်တောက်ချာနေညညနေမောင်ပြန်ခါနေအချိန်တွေပေါ့မိတာဘလို့ထဲမိမဲ့အစမော်ရောက်တာနဲ့ငိုရောတော်ပါပြီမောင်ရဲ့မိတာမစင်းစားကြတော့ဘူးတယောက်တည်းအထီးကျန်နေရမှမောင်ကိုပိုတတိရတယ်စနေတနင်္ဂနွေနေ့ရက်လုံးတယောက်တည်းတိတ်ရောက်လာမိတာရဆိုတဲ့ မောင်တန်ကရင်ထဲမှာပဲ့တင်ထနေသလိုပဲတော်မာတော့မောင်ရင်မိတာအိပ်ပြရစီတော့မိတာအိတ်ချင်နေပြီမိတာလေးဟိုလူကြီးဝယ်လာတဲ့ချောကလက်နှစ်ခုမိတာမစားပဲမောင်အထွတ်တိတ်တိတ်လေးတိတ်နာတယ်မဝေးတော့ပါဘူးမောင်ရင်တနစ်ဆိုတာခဏလေးရယ်တနင်္လာနေ့မနေ့အဆောင်ရှိကနေမိတာကိုမောင်ဆက်ဆက်လာဆောင်နေတော့တိလား 1989ခုနှစ်ဖေဖော်ဝါရီလတာရာမဂဇင်း